စ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့စိန်သီးစပီကာနေပြီးတော့ဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိန်သီးစပီကာပြန်လည်လို့ရောက်ရှိလာပါပြီတိတ်တိုင်မိုးပြင်းထက်ကောင်းကင်၌ငှက်တွေကြီးချင်းခွန်အားပြင်းသောကဲ့မင်းမြက်စွာဂလုံးသားတွင်ကောင်းကင်ရန်၌ပြန်ရသလိုပြန်ပါလိုတဲ့ငှက်တွေထဲမှာခွန်အားကြီးတာ ဂလုံးဆိုတဲ့ငှက်ရေထဲမှာအင်အားကြီးတာငကားဆိုတဲ့မွေအမျိုးနွယ်ကုန်းပေါ်မှာခွန်အားကြီးတာချင်သေးအဲ့ဓာတွေဟာလူသားတွေတိထားတဲ့အရာတွေချင်းသေးဆိုတာတိမ်တီရွှေကဲနဲ့စားတယ်လို့မျိုးပဲ။ အခုရှင်သေးရှင်သေးလို့ပြောနေတဲ့လူတွေကအုံမှုခွက်နဲ့ပြည်သူတွေကိုကျွေးနေတာလားမကြတော့ပါဘူးမကြတော့ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့မြေပုံကိုကြည့်လိုက်ပါတောင်ပြိုတကောင်ကနေပြီးတော့ခြေတစ်ချောင်းထောက်ပြီးတော့လယ်တိုင်းကိုမော့ထားသလိုမျိုးပါပဲတောင်ပြိုတကောင်နဲ့တူနေတဲ့ကျွန်တော်မြန်မာပြည်မြေပုံကြီး အိမ်နီးနာချင်းဖြစ်တဲ့တရုတ်ကလည်းလိုချင်တယ်အိမ်နီးနာချင်းဖြစ်တဲ့အိန္ဒိယကလည်းလိုချင်တယ်ပြည်တွင်းကနေပြီးတော့မငိမ့်ချမ်းတဲ့အတွက်နိုင်ငံကြီးတွေကဝင်ရောက်ဆွတ်ဖက်ပြီးတော့နှက်ယူခြင်းနေတာမိဘပြည်သူတွေအသိပါပဲမကြတော့ပါဘူးတောင်းပြူပြူတွေ ကပါတော့မယ်။ကောင်းငင်ရံမှာဂျိုးပြူငှက်တွေဝဲပြန်တော့မယ်။တောင်းဆိုတာအလုံးနှလုံးပဲလုပ်ပါလေ။ပထမအလုပ်ကသူကခုတ်မယ်တိုက်ပွဲဝင်မယ်။ခုတ်ပြီးတိုက်ပွဲဝင်ပြီလို့ငိန်ညံသွားရင်တောင်းတွေကပျော်ပျော်ရွှင်ရွှင်ကကြမယ်။ကျွန်တော်တို့ရဲ့ တော်လည်းသူရေကောင်းလေးနဲ့တိုင်းသားညီကုံမောင်နှမတွေပြည်ရဲ့ရဲဘော်လေးတွေအလုံးနှလုံးလုံးနေကြတယ်တိုက်ပွဲဝင်ခွန့်နေကြတယ်မကြမီချိန်တော်တွင်မှာအိုးဝေအိုးဝေနဲ့ဒေါင်းနေကပါတော့မယ်ဆိုတဲ့အကြောင်းကိုအရင်ဦးဆုံးပြောချင်ပါတယ်အခုကျွန်တော်ပထမဦးဆုံးကျွန်တော်ပြောချင်တာတော့ ဖုလမိုင်းတမရာဟောင်းဒူဓာရီမနီလာလေစိတ်မှာအင်္ဂါနေ့ရအဖမ်းခံလေရပါလေတမရာဟောင်းဒူဓာဒီဟောင်ကောင်ကနေအပြန်ဖုလမိုင်းမနီလာလေစိတ်မှာသူ့နိုင်ငံကရဲတွေရပဲဖမ်းပေးလိုက်ပါလေဘာကြောင့်သူ့ကိုဖမ်းရလဲနိုင်ငံတကာယာဆွေးမှုကျူးလွန်ထားလို့ ICC ကနေပြီးတော့ဖန်ဝရန်ထုတ်ထားတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ပြောမယ်ဒူဓာလေးကို ICC ကနေပြီးတော့ဖန်ဝရန်ထုတ်ထားတဲ့အတွက်သူတို့ဖိုလိုပိုင်နိုင်ငံမှာရှိတဲ့ရဲတွေကနေပြီးတော့ဖမ်းဆီးပြီးတော့ပေးလိုက်တယ်။အခုကျွန်တော်မြန်မာနိုင်ငံမှာအခုဖန်ဝရန်ထုတ်ထားတဲ့ဘိုဂျိုယူကြီးရဲတွေရော ဘာဖြစ်လို့မဖမ်းကြတာလဲဖမ်းလို့ရတယ်နော်ဘာဖြစ်လို့ရဲတွေကမဖမ်းကြတာလဲလို့ကျွန်တော်ပြောမယ်စစ်သားနဲ့ရဲဆိုရင်ဘ누구ဦးစားပေးလဲစစ်သားတွေကိုပဲဦးစားပေးတာရဲတွေကကြောင်ထိုးခံထားရတဲ့ဘဝရဲတွေဟာစစ်သားပြုသည်များနှုတ်ရတဲ့ဘဝ ရဲအရာရှိဘူကြီး၃ဘွင့်နဲ့ဘူကြီးတယောက်နဲ့စစ်တက၃ဘွင့်နဲ့ဘူကြီးတယောက်ရှင်လိုက်ပါပါဝါဘဒူတာလေဘဒူကလုတ်ပိုင်ခွင့်နေရှိလေရဲတွေဘာလို့အဲ့လောက်ထိအောင်ငင်းခံနေတာလဲလုတ်ကြည့်လိုက်ပါလူကြီးဤတော်မှကျွဲဖြစ်တယ်နော်အခု နိုင်ငံတကာကနေပြီးတော့ဖန်ဝန်ထန်ထုတ်ပြီးတော့စစ်ခုံရုံတင်ထားတဲ့ဖူလမိုင်တမရာဟောင်းဒူဒါဒီဖူလမိုင်နိုင်ငံကလူတွေကညင်ညင်ညွညွနဲ့ရဲတွေကပါညင်ညင်ညွညွနဲ့ဟောင်ကောင်နေပြန်လာတဲ့တမရာဟောင်းဒူဒါဒီကိုဖမ်းပစ်လိုက်ပြီဗျာကျွန်တော်မြန်မာနိုင်ငံကြီးမလွတ်လပ်ချင်ဘူးလားစစ်ဘဏ္ဍာအောက်ကမလွတ်ချင်ဘူးလား ကိုယ်ကပြောလိုက်မယ်အခုကျွန်တော်တို့ပြည်သူပြည်သားတွေ ਨੇ တော်လိုင်းရေးပြတ်ဖို့ဝင်နေအဓိကဘုံရန်သူဖြစ်တိုက်နေတာစစ်တပ်ကိုတော့စစ်တပ်ကိုတိုက်နေတာရဲတွေဖမ်းပြီးလိုက်တပိုင်းကြောင်လှဝါမယ်တပိုင်းကြောင်လှဝါမယ်ဘိုးချိုယူးယူးဖမ်းပြီးလိုက် မြန်မာနိုင်ငံရေးရဒီလိုလုပ်ပါလားဆိုတာပြည်သူလူထုတွေကလည်းချစ်သွားသလိုတမိုင်းကြောင်းကလည်းလှသွားမယ်လုံးကြည့်လိုက်ပါလူညင်ဤတော်ကျွဲဖြစ်ပါလေလို့ကျွန်တော်ဒီမြားနေကျွန်တော်ပြောညင်ပါတယ်ခင်ဗျာဟုတ်ပြီအကျံဖက်စစ်ကောင်းဆောင်ဘူဂျိုယူဤစစ်တပ်တွင်ပုံကံသူများမဖြစ်စေရန်အတွက်စီနီယာဂျူနီယာအစင်လာမဟုတ်ဘဲနဲ့ ၎င်းယုံကြည်စိတ်ချရတဲ့လူများကိုယာရုနဲ့တာဝန်တွေကိုတိုးမြင့်ပေးတယ်ခန့်အပ်တယ်ထိတ်တန်းစစ်ဘိုလ်ချုပ်များအကြားမညီညွတ်သောအုပ်စုကွဲလဲမှုများပေါ်ပေါက်နေတယ်အားရပြိုင်နေကြတယ်ဟုတ်တယ်ဗျစစ်တပ်မှာသူတို့ရှိတယ်အကိုကြီးညီလေးစီနီယာဂျူနီယာတွေရှိတယ်အခု ဗိုလ်ချုပ်ယူကြီးရဲ့လက်အောက်မှာရှိတဲ့လက်ဖက်ချောက်ဗိုလ်ချုပ်ယူကြီးမရှိတော့ဘူးတခုခုဖြစ်သွားရင်လက်ဖက်ချောက်ပဲတက်ရမှာလေလက်ဖက်ချောက်ကိုပဲပြရမှာလေအခုတော့အဲ့လိုမဟုတ်ပါဘူးဗျာလက်တင်ရစရောခေါ်ဆိုတယ်လို့မျိုးပဲဗိုလ်ချုပ်ယူကြီးရနေပြီးတော့သူနဲ့တဲ့တဲ့လူသူယုံကြည်စိတ်ချရတဲ့လူတွေကိုနေရာပေးနေပြီ ဒုစစ်ခေါင်းဆောင်လက်ပတ်ချောင်းရဲ့စစ်ဖက်ဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ယာရုတာဝန်အချို့ကို DSA စစ်တပ်ကတူအပတ်စဉ်35ကြောင်းစင်းဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလွှဲပြောင်းပေးနေပါလေစစ်တပ်ဤနံပါတ်3ခေါင်းဆောင်ဖြစ်လာတော့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးနဲ့စစ်စင်ရေးများအတွက်ဗိုလ်ချုပ်ယူရနေပြီးတော့သူ့ထံသို့တိုက်ရိုက်အစီရင်ခံခိုင်းပြီးတော့ဒုတိယစစ်ကောင်းဆောင်လက်ပချောင်းဘိုလ်ဆိုးဝင်းကိုသူ့အခန်းကဏ္ဍတွေကိုဖယ်ရှားနေတယ်ဗျာကဲ ကြည့်ကြပါဦးဗျာခုနကျွန်တော်ပြောခဲ့တဲ့ရဲတွေရောဘာဖြစ်လို့ငြိမ်နေတာလဲအခုဒုတိယစစ်ကောင်စီရဲ့ခေါင်းဆောင်ဘိုးဆိုးဝင်းရောဘာဖြစ်လို့ငြိမ်နေတာလဲမလုပ်ရဲဘူးလားသူ့အာဏာပြန်မသိမ်းရဲဘူးလားသူတော်မှပြည်သူလူထုရဲ့ တင်မြောက်ထားတဲ့ခေါင်းဆောင်ကိုအာနာသိမ့်သေးတာပဲတမနာဟုတော်အာနာသိမ့်သေးတာပဲသူကဘာဖြစ်လို့အချင်းချင်းအာနာမသိမ့်ရဲတာလဲကြောက်လို့လားအဲ့ဒါလေးကိုကျွန်တော်မေးချင်ပါတယ်ကို့ယာဒူးနဲ့ကို့နေရာနဲ့ကို့ရဲ့အပတ်စဉ်နဲ့ကို့ရဲ့အသက်နဲ့သူ့နဲ့အများကြီးကိုကနေပြီးတော့စီမံကြနေတယ်အဲ့ဒါကို तू ကနေပြီးတော့တတလုံးချိန်ခံတော့မှလား ဒါလေးကိုကျွန်တော်ပြောညွှန်ပါလေဒုတိယစကားစခေါင်းဆောင်ဘိုးဆိုးဝင်းနဲ့ရဲတွေမြင်မြန်လှုပ်လိုက်ပါတော့လူညင်ဤတော်ကျွဲဖြစ်တယ်လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ဒါတိတ်လှတဲ့အကွက်လေးဒီအချိန်မှာအရင်လှတဲ့အကွက်လေးဟုတ်ပြီသူကနေပြီးတော့ရုရှားကနေပြီးတော့ငါပြန်လာတယ်ဟာစာချုပ်တွေငါစေတောင်တော့ကိုငါချုပ်ဆိုလာတယ် အနုမြူတပောင်းဖို့ကြီးကိုဘလို့တိဆောက်မယ်အနုမြူတပောင်းကြီးကိုတိဆောက်တာအခုတိဆောက်အခုရတာမဟုတ်ဘူးအခုရေတွင်တူပြီးအခုရတာမဟုတ်ဘူးအ ਨੇ ဆုံး၃လနှစ်တိဆောက်ရမှာကုံဝဲပဆန်လည်းအမေရိကန်တန်950ကြော်လောက်ကုန်မှာအ ਨੇ ဆုံး950လို့ပြောထားတာတော့အမေရိကန်တို့ရုရှားတို့တော်မှဒီအနုမြူတပောင်းကိုစမ်းတက်ကာလာပဲရှိသေးတယ်လေ တည်တည်ချာချာပြည်သူလူထုတွေစာမဖတ်ကြဘူးလားပြီးတော့နောက်တစ်ခုဘောမာတွေရာရောမတိကြဘူးလေအေးပေါ့လေ့လာမှုအားမမရှိတာနားမနားမလဲတာသူပြောသမျှကိုယုံနေတာပဲယုံနေတော့လေဟာမကြမီဖြစ်တော့မယ်နူးနူးတပောင်းကြီးဖြစ်တော့မယ်ဆိုပျော်နေရတာမြန်မာနိုင်ငံကဘောမာတော်တော်များများ ြည်သူလူထုတော်တော်များများကဘာလဲဖြစ်နေလဲဆိုတော့စင်းရဲတာကိုအသားကျနေပြီစစ်အစိုးရဖနှက်နဲ့နင်းထားတာကိုအသားကျနေပြီမီးပြတ်တာကိုအသားကျနေပြီအဲ့ဒီအသားကျနေတာတွေကိုပြန်ပြီးတော့ဖခုံကြီးလိုမျိုးကုန်းထားလိုက်ပါတခါတခါကြရင်လည်းကျွန်တော်ပြောနေတဲ့စကားတစ်ခုရှိပါလေ။ဘာလဲဗျာ။ ဖားရိုက်တဲ့နေရာမှာဗန်နူလာသွေးမွေးနေကြတာလားပြည်သူလူထုကိုတတ်နေတာလားအဲ့ဒါဖားရိုက်တဲ့နေရာမှာဗန်နူလာသွေးမွေးနေတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အခုဘိုးချုပ်မူကြီးမေအောင်နိုင်ကိုဒါချိုးသူကြတယ်အများကြီးဟာချိုးကြတာအမှုပညာတိုင်းဝိုင်းလည်းချိုးသူကြတယ်အဲကျွန်တော်အများနဲ့ပြောပြောနေကြတယ်ဗာလေဒိန်းအောင်တို့အုံသီးတို့ငိန်ငန်းတို့ချိုးသူနေကြတာဒါမထူးသန်းတော့ဘူးတသမီရိုးကြဖြစ်သွားပြီနန်းတော်ရှိဆရာတင်ဟာအင်္ဂလိပ်လက်ထက်မှာအင်္ဂလိပ်ကနေပြီးတော့ တို့အင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့တချင်းလေးတပုတ်ရေးပေးပါဆိုပြီးတော့နန်းတော်ရှိစိတ်ဟာတင်ကိုတချင်းရေးခိုင်းတယ်အင်္ဂလိပ်ကိုဂုံပြီးတော့တချင်းရေးခိုင်းတယ်နန်းတော်ရှိစိတ်ဟာတင်ဟာမရေးပါဘူးဗျာမရေးတဲ့အတွက်နန်းတော်ရှိစိတ်ဟာတင်ကိုထောင်ချလိုက်ပါလေနန်းတော်ရှိစိတ်ဟာတင်သာရေးပေးလိမ့်ရင် သူကောင်းပြုခံမယ်ဆုလက်တွေရမယ်ယာရူးတွေရွားမယ် လုတ်ပိုင်ခွင့်နေရသွားလိမ့်မယ်ဒါကိုနန်းတော်ရှိစစ်ရာတင်ကနေပြီးတော့လုံးဝမရေးပါဘူးမရေးတဲ့အတွက်နန်းတော်ရှိစစ်ရာတင်ဆိုတာတမိုင်းကြံခဲ့တယ်တော်လန်ရင်းမှလည်းတမိုင်းကြံခဲ့တယ်လို့အမှုပညာမှလည်းကလောင်သွားထက်ခဲ့တယ်အမှုပညာရဲ့စာဆိုရှင်ကြီးတဦးနန်းတော်ရှိစစ်ရတဲ့ယနေ့ချိန်ထိသူ့တချင်းနေရာစုံနေရတော့မယ်သူ့ရဲ့မြည်ဖြစ်တဲ့ ျွန်တော်တို့အရင်တော့ခေါ်တယ်မမွေးပေါ့နန်းခင်မွေးဘောတော့မှနေတယ်ဗျာလေစိတ်ကြီးမှဘောမှနေတယ်အဖိုးရဲ့ဂုံမှမထောက်မမွေးခမရမချက်ဘူးလားရှက်တန့်ရင်ခမရလဲသေးလိုက်ပါလို့ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်နန်းတော်ရှိစရာတင်ရဲ့ညီရှက်ဖို့ကောင်းလိုက်တာရှက်ဖို့ကောင်းလိုက်တာခမရကိုကျွန်တော်လေးစားသားသမျှ ခမည်းကိုကျွန်တော်ကြိုက်ခဲ့တာသမျှတဲတဲ့ရေတုံပဲအမှုပညာကိုကြိုက်တာပြောတာနော်သွားပြီခမည်းခမည်းရဲ့ဘောကသွားပါပြီဟုတ်ကဲ့ပါကျွန်တော်ရဲ့စိန်နီးစပီကာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ဒီတစ်ခါကျွန်တော်ရွတ်ပတ်မဲ့ကြပြားလေးရတော့ရောင်ကိုင်းနေတော့မြင့်များတဲ့ဒီကြပြားလေးကိုရေးသားတဲ့လူကတော့ကျွန်တော်တို့ရဲ့အကိုကြီး ကိုအောင်ဝေးပါပဲကိုကြီးကိုအောင်ဝေးရေကျွန်တော်ရဲ့စိန်နီးစပီကာမှာအကိုကြီးရဲ့ကြပြရွတ်ဖတ်ခွင့်ပြုပါလို့ဒီနေရာနေပြီးတော့တောင်းဆိုပါတယ်တောင်းခံပါတယ်ကိုကြီးကြပြလေးရဲ့အမိကရောင်ကိုင်းနေတော့မြင့်များတယ်မြစ်တွေဟာရောင်ကိုင်းနေတယ်ရောင်ကိုင်းနေတဲ့မြစ်တွေပေါ့မျက်လုံးတစ်ဖက် ရောင်ကိုင်းနေတယ်။နားတစ်ဖက်ရောင်ကိုင်းနေတယ်။ခန္ဓာကိုယ်တစ်ခုလုံးရောင်ကိုင်းနေတယ်။ခေဟာဒံယာဘလဘွားနဲ့မြင်မကောင်းစနစ်ရဲ့အလောင်းတွေမြစ်ကြောင်းမှာဒီနေရာမှာငါတို့ခိရဲ့အနှစ်80ကျော်စစ်ကြီးတစ်ခုလှဲလျောင်စစ်ဟာလဲလှဲလျောင်အိတ်ဆက်လိုမျိုး ရောင်ကိုင်းနေတဲ့မြေယိုးမှာမိုးတွေကြွားတယ်။မြေရင်မိုးတွေပြီလား။ဒါမှမဟုတ်သွေးအငွေ့တွေပြန်ပြီးသွေးတိမ်တွေဖြစ်။အဲ့ဒီသွေးတိမ်တွေကတုံးချတဲ့ပြန်ကြမိုးတွေလား။ကံစိုးမှခြေထောက်မှာကိုယ်ရောင်ဖြောက်ထားတဲ့မိုးတစီလား။မိုးဆက်တင်လေရဲ့ ဒုက္ခမိုးရီတွေထဲမှာမြစ်ဟာရောင်ကိုင်းနေတယ်။ဘယ်တော့ငါမှခစ်ဆိုးကြီးမှချစ်မိုးကြီးလည်းမရွာပေးခဲ့ပါဘူး။မျော်လင့်ခဲ့သည်မလဲ။မျော်လင့်ခဲ့သလောက်မရခဲ့ပါဘူး။ရောင်ကိုင်းနေတဲ့မြစ်ပေါ်ကိုဘုံမိုးတွေလည်းရွာတယ်။ဒုံမိုးတွေလည်းရွာတယ်။ခစ်အသေးရဲ့ခရီးမှာ မြင့်ရည်ကြီးတော့မယ်မြင့်ဟာရောင်ကိုင်းနေပြီခရဲ့အိုင်အနာကိုစစ်ကတိုက်စားသွားတော့မယ်မြင့်ရည်เจ้าမှာအချစ်လှေလောင်းတဲ့ပန်းပေါင်းတရာရဲ့စိတ်ကူးမရင်နိုင်ပါဘူးရောင်ကိုင်းနေတဲ့မြင့်ရိုးမှာမိုးဆွေငှက်တွေ နေနေပြန်သွားတယ်ကို့နှလုံးသားကိုကိုပွေပိုက်ကို့ဓာတ်သားကိုကိုရက်လို့ငါတို့အိမ်မက်တွေလဲရောင်ကိုင်းရောင်ကိုင်းတည်ခြင်းတရားနေခြင်းတရားတွေလဲရောင်ကိုင်းရောင်ကိုင်းဆက်လက်စီစဉ်သွားကြပါကမ္မဘောကຫນွေဥခေါ်တဲ့နေမကြားကြတော့ဘူးလားဆက်လက် ကလိုင်းထံပေးကြပါရောင်ကိုင်းနေတဲ့မြဝန်းခစ်ကနွမ်းပြီးစစ်ကကြမ်းနေထောင်တိုင်းမှာလဲအမောင်လိုင်းတွင်နဲ့ရောင်ကိုင်းနေတယ်အရာရာဟာရောင်ကိုင်းလို့ပေါ့တနက်ခင်းနဲ့စောင့်ခံထားရတဲ့တမိုင်းဟာရောင်ကိုင်းနေမိတ်ဆွေရောင်ကိုင်းခြင်းမှာစိတ်ရှိပါလား ိတ်တွေမတည်ခင်လွမ်းအားမျှပါပြီမိတ်ဆွေလေးစားပါလေအကိုကြီးကိုအောင်မြန်မာပြည်ကြီးငြိမ်းချမ်းပါစေမြန်မာပြည်ကြီးအေးချမ်းပါစေမြန်မာပြည်ကြီးဘေးမတန်းဖြာ